အားလုံးမင်္ဂလာပါအဝင်းချန်နယ်မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့တင့်ခြေရောက်ကိုချိပြီးတင့်အသေးမှာယောဂါရှိမရှိ သိနိုင်တဲ့နည်းလမ်းများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်တင့်ရဲ့ခြေရောက်မှာဖြစ်ပေါ်နေတဲ့လက္ခဏာကိုချိပြီးတင့်ရဲ့အသေးမှာယောဂါရှိမရှိခံမနိုင်ပါတယ်ဒါဟာဘေးရင်ပညာမဟုတ်ပါဘူးလူတတ်မှုတိုင်းမှာတနည်းနည်းနဲ့တဲ့ခံကတဲလွန်စာတစ်ခုမကခြံထားတတ်ပါတယ် ခြေရခံတိုက်ရင်တရခံကိုရှာနိုင်ပါတယ်ဒီလိုမျိုးပါပဲခြေရောက်ကဖြစ်ပေါ်နေတဲ့ထူးခြားတဲ့လက္ခဏာတွေကိုကြည့်ပြီးအသေးမှဖြစ်ပေါ်နေတဲ့ရောဂါတွေကိုခံမနိုင်တာကဆေးပညာတစ်ခုပါဒါကိုသင်စိတ်ဝင်စားမယ်ထင်ပါတယ်သင်ခြေရောက်တွေကိုသင်သတိထားကြည့်လိုက်ပါဘယ်အရာမစိုးအသိဉာဏ်ရှိရင်အဖြေနှိမ့်နိုင်ပါတယ်ကဲစလိုက်အောင်နံပါတ်1ဖောရောင်ခြင်းဒီမှာအသေးဟာကောင်းကောင်းအလုံးမလုံးတော့တဲ့အခါခြေရောက်နဲ့ခြေချင်းဝအပါဝင်ကိုခန္ဓာအောက်ပိုင်းမှာ အရေးတွေစုပုံလာပါတယ်ဒါကိုအရန်ဖောရောင်ခြင်း peripheral edema လို့ခေါ်ပါတယ်သင်အသေးမကောင်းတာဟာအများသောအားဖြင့်သင်စားတောက်နေတဲ့အစားအသောက်မကောင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်သင်ခန္ဓာကိုယ်ကအဆိတ်တောက်နေပြည်လာတာကိုညွန်ပြနေပါတယ်သင်အသေးမကောင်းရင်သင်ရဲ့ကြောက်ကန့်နဲ့ဥမာကြီးတွေလည်းမကောင်းမှုအခွင့်အလမ်းများသွားပါတယ်ဖိလိုက်ရင်ခြိုက်ဝင်သွားတဲ့ဖောရောင်ခြင်း pitting edema ဟာအသေးရောဂါရဲ့အဖြစ်များတဲ့လက္ခဏာဖြစ်ပါတယ်ခြေရောက်မှုဆွဲခြင်းလည်းဖြစ်နိုင်ပါတယ် အတဲမှာပြဿနာရှိသူတွေဟာမကြာခဏဆိုသလိုဥလန်းကြောင်းအတွင်းမှာမကောင်းတဲ့ယောဂပုံမှားတွေများတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ကိုခန္ဓာအတွင်းအပြင်မှာမှုတွေပေါက်ပွားလာတတ်ပါတယ်။ဥကောင်းစပင်တွေမှာဘောက်တွေထလာ အရေပြားမှာပွေနှင်းငူတွေဖြစ်လာတတ်တယ်။သင်ရဲ့လက်သေးအောက်မှာရှိတဲ့အရေပြားတွေဟာအဖြူရောင်ပြောင်းသွားနိုင်ပါတယ်။ဒါကိုသင်သတိထားရင်သိနိုင်ပါတယ်။နံပါတ်1နာကျင်ခြင်းပိတ် ခြေထောက်နာကျင်ခြင်းဟာတရံတစ်ခါမှာအသေးရောဂါနဲ့ဆက်ဆက်နေတတ်ပါလေ။အဲ့ဒါကအသေးတ िश ူးတွေမှာဖြစ်ပွားနိုင်တဲ့ခန္ဓာကိုယ်တွင် ရေပူရရောင်ရမ်းမှုဒါမှမဟုတ် portal hypertension လိုမျိုးအခြေအနေကြောင့်ဖြစ်ပွားတဲ့ varicose vein တွေကြောင့်ဖြစ်နိုင်ပါတယ်။ခြေဘွားအောက်ပိုင်းမှာနာကျင်ခြင်းဒါမှမဟုတ်ရောင်ရမ်းခြင်းဟာခြေဘွားအောက်မျက်နှာပြင်ရောင်ရမ်းခြင်းနဲ့မကြာခဏဆင့်တူပေမဲ့အသေးပြဿနာတစ်ခုဖြစ်နိုင်ပါတယ်။ အသည်းဟာခန္ဓာကိုယ်ရင်းမှာရှိတဲ့အစိတ်တောက်တွေကိုကောင်းကောင်းမဖယ်ရှားနိုင်တဲ့အခါခြေဘွားတွေပူလာတတ်ပါလေအရေပြားမှတဆင့်အစိတ်တောက်တွေစိတ်ထွက်လာတဲ့အတွက်ကြောင့်ခြေနှံ့ဇိုးတွေလည်းဖြစ်ပေါ်လာနိုင်ပါလေနံပါတ်3ရရန်ခြင်း pruritus အသည်းယောဂအထူးသဖြင့်တဲချေအိတ်ပိတ်ဆို့ခြင်း အမျိုးအစားတွေမှာဖြစ်တတ်ပါလေခန္ဓာကိုယ်ရင်းမှာတဲချေရည်တွေစုပုံလာစီပြီးလက်နဲ့ခြေထောက်တွေမှာ ိတာနိုင်တဲ့ပြင်းထန်တဲ့ရာယံခြင်းကိုဖြစ်စေနိုင်ပါတယ်။အကြောင်းကတော့ခြေဘွားအောက်ပိုင်းရာယံခြင်းဟာအသေးအတွင်းကိုအရည်ရည်စုပုံလာတယ်လို့ညွှန်ပြနေပါတယ်။ခုမှအဖြစ်တဲကြီးရည်ရည်ပြန်ဆန်တက်လာပြီး အသေးအတွင်းမှာပြည့်ကျက်နေတဲ့ဆိုရင် histamine ဓာတ်တွေစုပုံလာနိုင်ပါတယ်။ဒါကြောင့်ရာယံခြင်းဖြစ်လာပါတယ်။နံပါတ်၄ထုံကျင်ခြင်းသို့မဟုတ်ဆူးရှထုံကျင်ခြင်း numbness or tingling အချို့သောအခြေအနေတွေမှာအသေးရောဂါဥပမာအားဖြင့်အသေးရောင်အတဝါစီပိုဟက်ပတိုက်တစ်စီဒါမှမဟုတ်အရေးကြောက်ဖြစ်တဲ့အသေးရောဂါတွေဟာခြေထောက်တွေမှာထုံကျင်ခြင်းဒါမှမဟုတ်ဆုရှထုံကျင်ခြင်းကိုဖြစ်စေနိုင်ပါတယ်ဒါဟာအာယုံကြောတွေပျက်စီးလာတဲ့သဘောပါပဲအဲ့ဒါကိုအယံအာယုံကြောယောဂါ peripheral neuropathy လို့လည်းခေါ်ပါတယ်နံပါတ်5အရေးပြားပြောင်းလဲခြင်း skin change ခြေသလုံးပေါ်မှာအနီဆက်ဓမ္မမုတ်အညိုရောင်အဆက်သေးသေးလေးတွေဟာဖြစ်ပေါ်လာတတ်ပါတယ်ဒါဟာသွေးလက်ပမှုမကောင်းတာကိုညွန်ပြနေပါတယ်အဲပြက်တနာတွေနဲ့ဆက်ဆက်နေပါတယ်ခြေသလုံးအောက်ပိုင်းမှာပင့်ကူသွေးကြော spider vein or spider nervous တကူလည်းတွေ့နိုင်ပါတယ်ဒါဟာတင့်အသေးလှုပ်ဆောင်မှုအားနည်းတဲ့အတွက်ကြောင့်အီဆိုဂျင်ဟော်မုန်းတွေအများများနေတယ်လို့ညွန်ပြနေပါတယ်အထူးသဖြင့် ကြာရှည်စွာဖြစ်ပေါ်နေတဲ့ခြေဖနောက်တီကွဲရခြင်းဟာအသေးရဲ့စီမံခန့်ခွဲရာမှာအကူအညီပေးနေတဲ့ဗီတာမင် B3 ချို့တဲ့ခြင်းဖြစ်နိုင်တယ်လို့ Omega 3 fatty acid ချို့တဲ့ခြင်းဖြစ်နိုင်ပါတယ်အသေးရဲ့လုပ်ငန်းဆောင်တာတစ်ခုမှာဗီတာမင် A နဲ့ဗီတာမင် E အပါအဝင် fatty acid တွေကိုသင့်ခန္ဓာကိုယ်ကစုပ်ယူနိုင်ဖို့အကူအညီပေးနေတဲ့တဲချီကြီးကိုထုတ်လုပ်ခြင်းဖြစ်ပါတယ်ခြေဘွားအောက်ပိုင်းရာရန်ခြင်းဟာ အသေးမှာအရည်တွေစုပုံလာခြင်းကိုညွှန်ပြနေပါတယ်။လက်သေးအောက်ခံသားတွေဟာလည်းအဖြူရောင်ကိုပြောင်းသွားနိုင်ပါတယ်။ဒီလိုခြေောက်လက္ခဏာတွေဟာအခြားကျန်းမာရေးပြဿနာတွေနဲ့လည်းဆက်ဆက်နိုင်တာကိုသတိပြုသင့်ပါတယ်။တင်းခြေောက်မှာဒီလိုပြောင်းလဲမှုတွေတဲကတစ်ခုခုဒါမှမဟုတ်တစ်ခုတည်းပိုတဲ့လက္ခဏာတွေကိုသတိပြုမိတယ်ဆိုရင်တင့်တော်တဲ့ယောဂရှာဖွေခြင်းနဲ့ကုသမှုအတွက်ဆရာဝန်နဲ့တိုင်ပင်ဖို့ရည်ကြီးပါတယ်။ သင်ရဲ့ခြေောက်ပြဿနာတွေဟာအသေးယောဂာနဲ့ဆက်ဆံမှုရှိမရှိဒါမှမဟုတ်အခြားအရာတစ်ခုခုကြောင့်ဖြစ်ပွားခြင်းရှိမရှိကိုဆရာဝန်ကဆုံးဖြတ်ပေးနိုင်ပါတယ်အသေးပြဿနာဖြစ်ပေါ်လာတဲ့အဓိကအကြောင်းရင်းတွေထဲမှာဆေးဝါးတွေတခြားစားများခြင်းတွေကျန်းမာရေးနဲ့မညီညွတ်တဲ့ချစ်ပြုတ်ထားတဲ့အစာတောက်တွေဟင်းသီးဟင်းရွက်ကိုအလုံလောက်မစားတုံးတာတွေအရက်ကိုအလွန်ကြုံတောက်တာတွေနဲ့အသားဓာတ် အလွန်ကဲစားတုံးတာတွေပါဝင်နေပါတယ် ကျမရင်းနဲ့ညီညွတ်တဲ့အစားအသောက်ကိုစားသုံးဖို့အရေးကြီးပါတယ်။လိုအပ်တယ်လို့ဂျားကာလာအစားရှောင်ခြင်းကိုလည်းတွဲဖက်စားတောက်ခြင်းဟာအသေးကျမရင်းအတွက်အကောင်းဆုံးဖြစ်ပါတယ်။ဒါဆိုရင်သင်ဟာအသေးပြက်တနာနဲ့ပတ်သက်ပြီးတည်တည်လောက်တည်ပြီလို့ထင်ပါတယ်။ဒီလိုရောဟာဖြစ်ရတဲ့အကြောင်းရင်းတွေကိုနားလိုက်ပြီးဆိုရင်နောက်တစ်ဆင့်အနေနဲ့သင်အသေးကိုဘယ်လိုပြန်လဲကျမ်းမအောင်လုပ်ရမှာကိုသင်သိမယ်လို့ယူဆပါတယ်။အသက်ကိုညံဆောက်တယ်ဆိုတဲ့စကားကိုမမေ့သင့်ပါဘူး။အစဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။ နောက်တော့လိုလိုကူကြည့်ရှင်ရဖို့အတွက် subscribe ကိုချိန်နှိပ်ပေးထားပါလို့မြစ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေခြင်းပါတယ်။လူသားအားလုံးနှစ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day!